ဂျပန်ရိုးရာဂျိုးချာရုပ်ခောက်စုတောင်းပွဲပြုလုပ်မည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဝမ်းနဲ့ခြေခွဲပွဲငလင်ကန်ဆိုးနဲ့ရင်ဆိုင်ခဲ့ရာအချိန်မြန်မာနိုင်ငံသားတွေရဲ့အတွက်ဂျပန်ရိုးရာဂျိုးချရုပ်ခေါဆူတောင်းပွဲကိုလာမယ့်ဆယ်ရက်နေ့မှာပြုလုပ်သွားမယ်လို့ဂျပန်ဖောင်ဒေးရှင်းရန်ကုန်မှသိရပါအချိန်ငလင်ချောက်တိုင်းရိုက်ဖြစ်စေတွဲဝိုက်ပြီးဖြစ်စေဒီကဆိုးကြီးရဲ့အထံကိုခန်းစားခဲ့ရာသူတွေရဲ့အများပြရှိနေကြပြီးဂျပန်နိုင်ငံမှာအဖွဲ့အစည်းများစွာကလည်းငလင်ဖေးတင်သူတွေကိုကူညီနိုင်ဖို့လုပ်ငန်းမျိုးစုံဆောင်ရွက်နေကြတယ်လို့ဆိုပါအချိန်ရှေးရခင် င်းကဂျပန်အပေါဝင်အရှနိုင်ငံအချို့မှာဂျိုးချာငှက်ဟာဒနာအီစမ်းထည့်တက်တန်းရှိတရဝါတကောင်လို့ယူဆခဲ့ချားထည့်ပုံမြင်တွေရှိခဲ့ပြီးဆက်ကူဂျိုးချာငှက်ရုပ်တထောင်ပြည့်အောင်ခောက်ကားစုတောင်းရှင်စုတောင်းပြည့်တယ်လို့ယုံကြည်ချားထည့်ဂျပန်ရိုးရာပုံမြင်ဝတ္ထုတွေရှိတယ်လို့ဒုတိယကမ္ဘာစစ်ကြီးအပြီးမှာတော့ကပ်ဘေးနဲ့ကြုံတွေ့ရတဲ့နေရာတွေအတွက်ဂျိုးချာငှက်ရုပ်လေးတွေဟာမျော်လင့်ချက်ပြန်လည်ထူထောင်ခြင်းကုစားခြင်းတို့ရဲ့တင်ကြေးသားအဖြစ်ရွေးလျားပြောင်းလဲလာတဲ့ လို့ဆိုပါတယ်။ ဒါကြောင့်နားမဲ့မေလာ၁၀ရက်စနေနေ့မမတ်၁၀နာရီနဲ့နေ့လယ်၂နာရီမှာဒီကဆိုးတွေကနေပြန်လည်ထူထောင်လာနိုင်ဖို့ရှင်ချမ်းခဲ့သူတွေစိတ်နှလုံးသက်သာရရစေဖို့အတွက်အိုရီဂါမီချိုးချာရုပ်လေးတွေခောက်ပြီးဆူတောင်းမဲ့ဝါရှော်လေးနဲ့စိတ်တည်ငြိမ်အောင်ဆေးရောင်ချဲချမဲ့အစီအစဉ်ကိုဂျပန်ဖောင်ဒေးရှင်းရန်ကုန်မှဆောင်ရွက်သွားမယ်လို့ဆိုပါအထင်ဒီအစီအစဉ်ကိုအခမဲ့တက်ရောက်နိုင်မှာဖြစ်တာကြောင့်ချိုးတင်စည်ရင်ပေးသွင်းရမယ်လို့ဆိုပါအထင် ဒီအစည်းအဝေးအပြီးနောက်တစ်ပတ်မှာလည်းတကြွန်းနယ်ပညာရှင်တွေနဲ့မန်တေဟဲအထောက်အကူပြုပွဲတစ်ခုထက်ကျင်းပါပေးသွားမှာဖြစ်တယ်လို့သိရပါတယ်ရှင်။